ာမန်အဖြစ်ပြက်လေးတွေကိုတရေရှိပါတယ်ဆိုပြီးတော့တန်တရားရည်နဲ့ဝင်ရောက်စွဖတ်မှုတွေကြောင့်တရေရှိတယ်ဆိုတာကိုထင်ရောက်ထင်မှားဖြစ်လာကြရပဲဖြစ်ပါတယ်။အဲဆိုဒါမှမေးမယ်ပေါ့နော်။အချစ်ရှိရဲ့ဆိုတော့ယုံလား။အချစ်ကိုထိတွေ့လို့ရလား။ဖမ်းဆုပ်လို့ရလား။ခံစားချက်နဲ့ပဲအချစ်ဆိုတော့လူတိုင်းကရှိတယ်ဆိုပြီးလက်ခံကြရပဲ။အဲဆိုဘာလို့တရေသက်စီရှိရဲ့ဆိုတော့ထိတွေ့လို့မရလို့ကိုယ်တိုင်မျက်ဝါးချင်းနေမမြင်ရလို့မယုံလို့ဘာလို့သတ်မှတ်တာလဲ။စေးယုံစောင့်နေနေ။ ဆေးရုံရဲ့ကရင်အောက်မှာလဲအိတ်နေရဲ့လဲအိတ်နေချင်မှာအမျိုးသမီးတစ်ယောက်ကပေါ့နော်အနှီးတွေကိုဆွဲယူပြီးရေချိုးကမ်းပတ်ထွက်သွားတွေ့လိုက်တွေ့လိုက်တော့အနောက်ကနေလိုက်ကြည့်ရေချိုးကမ်းနဲ့ဝင်သွားရဲဆိုရေချိုးကမ်းထဲမှာရှိမှာပဲလူဆိုရင်ဒါပေမဲ့အဲ့လူကမရှိနေဟိုဆေးရုံဆိုတဲ့အရာမျိုးကတည်မလားအခန်းအလုံးလည်းမဟုတ်ဘူးအလုံးအလုံးဆို အလုံးဆိုရင်တော့မှနေနေပူအောင်စဉ်းစားအောင်အလုံးမဟုတ်တဲ့တပူအောင်လွယ်သေးရဲ့ကိုယ့်ရဲ့ကြောက်စိတ်ကဖြစ်ပေါ်လာပြီးတော့ဟာငါးနောက်မှာတယောက်ယောက်များပါလာပြီလားတရေလားဘာလားဆိုပြီးတော့အဲ့လိုမျိုး ထင်အောင်ထင်မှားဖြစ်လို့ဒါမြင်အတူမြင်လိုက်တယ်ဆိုတာလည်းဒါစိတ်ကြောင့်ပဲမြင်အောင်ကိုယ့်ရဲ့မျက်လုံးထဲမှာဖန်တီးယူလိုက်တဲ့တစ်ခုပါမန္တလေးအဖန်နဲ့ချင်းရေဒီယိုပရိသတ်ကြီးအားလုံးမင်္ဂလာပါ ဒီနေ့မှာတော့ Mandalay FM နဲ့ Tin Radio ရဲ့အစီအစဉ်တင်ဆက်သူမအူးနဲ့အတူကျမတို့အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် Journalism Major အကျောင်းသားအကျောင်းသူတွေအတူရှိနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့တရေတစီတကယ်ရှိတယ်ဆိုတာကိုရှုံနေနဲ့တရေတစီတကယ်ရှိတယ်ဆိုတာမယုံဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာစကနိုင်လူသွားမှာပဲဖြစ်ပါတယ်။တရေတစေတကယ်ရှိတယ်ဆိုတာကိုယုံတယ်ဆိုတဲ့ဘက်မှာတော့မတ်ဥနဲ့အတူတန်တာတို့က စကနိုင်လူသွားမှာပဲဖြစ်ပြီးတော့တရေတစေတကယ်ရှိတယ်ဆိုတော့မယုံဆိုတဲ့ဘက်မှာတော့ခတ်ဆူးနဲ့ရှယ်လီတို့ကစကနိုင်လူသွားမှာပဲဖြစ်ပါတယ်။ကဲပထမဆုံးအနေနဲ့တရေတစေရှိတယ်ဆိုတော့ယုံနဲ့မဥနဲ့တန်တာတို့ကရောဘာကြောင့်ယုံလဲဆိုတဲ့အကြောင်းလေးပြောပြပေးပါတရေသစီရှိရဲဆိုတော့ယုံတယ်။ဘာဖြစ်လို့လဲဆိုတော့လောကကြီးမှာတရေသစီဆိုတာရှိလို့ပဲဒီစကလုံးတွေကစပြီးတော့ဖြစ်ပေါ်လာတာပေါ့နော်။အဲ့တော့တရေသစီရှိရဲဆိုတော့ယုံတယ်။ဘာသာရေးရှုထောင့်ရအနေကြည့်မယ်ဆိုရင်လည်း မြတ်စွာဘုရားရှင်လက်ထက်ကတော့31ပုံရှိရဆိုတာလက်ခံထားတယ်။တေဆုံးမိသားဝိညာဉ်တွေအသက်ရှင်နေရရှိရဆိုတာကိုလည်းယုံကြည်ကြတယ်။ဒါကြောင့်တရေရှိရဆိုတာကိုယုံကြည်လက်ခံတယ်။ဟုတ်ပါပြီ။ဆက်လက်ပြီးတော့တရေသစီရှိရဆိုတာမယုံဆိုတဲ့ခတ်ဆူးနဲ့ရှယ်လီတို့ကပြောပြပေးပါဒါတွေကလူတွေရဲ့ယုံကြည်မှုတွေအယူအဆတွေနဲ့ပတ်ဝန်းကျင်ကအလိုမျိုးပြောစကားတွေကနေပြီးတော့တစင်စင်ပဲစဉ်းစားလာပါတော့။ဟုတ်ပါရဲ့တကယ်ဒါတရေတစီတကယ်ရှိမယ်ဆိုလို့ရှိရင်ဘယ်မှာလဲတက်တည် တက်တည်ပြနိုင်ရမယ်ပုံတွေရှိလားဒါမှမဟုတ်တကယ်တကယ်လည်းမချောက်ခံရဘူးတဲ့အတွက်တကယ်ရှိရအောင်မယုံပါဘူးတကယ်တော့ယုံတန်းစကားတွေပဝင်းကျင်ရစကားတွေကြောင့်လည်းပို့ပြီးတော့လူတွေကယုံကြည်လာပြီးတော့တာမန်အဖြစ်ပြက်လေးတွေကိုတရေရှိပါတယ်ဆိုပြီးတော့တန်တရားတွေနဲ့ဝင်ရောက်ဆွတ်ဖတ်မှုတွေကြောင့်တရေရှိတယ်ဆိုတာကိုထင်ရောက်ထင်မှာဖြစ်လာကြရပဲဖြစ်ပါတယ်အဲဆိုဒါမှမေးမယ်ပေါ့နော်အချစ်ရှိရဆိုယုံလားအချစ်ကိုထိတွေ့လို့ရလားဖမ်းဆုပ်လို့ရလား ခံစားချက်နဲ့ပဲအချစ်ဆိုတာကိုလူတိုင်းကရှိတယ်ဆိုပြီးလက်ခံကြရပဲလေဟုတ်လေးဆိုရင်ရောမြင်ရလားမမြင်ရအောင်လေထိတွေ့လို့ရောရလားမရအောင်ဒါပေမဲ့လေးရှိတယ်ဆိုတာကိုလူတိုင်းကလက်ခံကြရပဲအဲ့ဆိုဘာလို့တရေသက်စီရှိရဲဆိုတာကိုထိတွေ့လို့မရလို့ကိုယ်တိုင်မျက်ဝါးချင်းနေမမြင်ရလို့မယုံဘူးလို့ဘာလို့သတ်မှတ်တာလဲအချစ်ဆိုတာလည်းနံတစ်ခုပဲဖြစ်လို့တရေဆိုတာလည်းနံတစ်ခုပဲအဲ့တော့နံနေကထိလို့မရတာတပါဝပါပဲ ဲ့ဆိုနန်ဆိုတော့တရေဆိုတာနန်လို့ပြောလိုက်တဲ့အတွက်တရေရှိရယ်ဆိုတာမောင်လေးလက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တာပေါ့နန်လို့ပဲပြောတာနန်နန်နိုင်ရရှိရယ်လို့မဆိုလို့ပါဘူးနန်နိုင်ရရှိရယ်လေရှိလို့ပဲဖြစ်လာရှိလို့ဖြစ်လာလေမရှိဘဲနဲ့မဖြစ်လာမရှိမဖြစ်လာဘူးလေ sorry တဲ့ကမရှိမဖြစ်လာအောင်တော့အချစ်ဆိုတာနဲ့တော့နှိုင်းရှင်လို့ပဲရမလဲဒါပေမဲ့တရေဆိုတဲ့အရာဆိုတာလေလူရဲခုနအချစ်ဆိုရစိတ်နဲ့လို့ပြစိတ်နဲ့လို့ပြောသွားတယ်နော်ခံစားရတယ်ဒါပေမဲ့တရေဆိုတာလေခံစားလို့ရတာပဲတိလား ဘာဖြစ်လဲဆိုတော့လူတယောက်ရဲ့ဝေးကြနေတဲ့အချိန်မှာတရေရှိတယ်ဆိုရဲဝေးနဲ့ထပ်တူကြသွားတယ်အဲ့လူကတရေရှိတယ်ဆိုတော့ခံစားကိုခံစားလို့ရတယ်အဲ့တော့နောက်ဖွဲစလုံးကကို့အကြောင်းပြနေချက်နဲ့ကိုပေါ့နော်တရေသစီရှိရဆိုတော့ယုံချင်းမယုံချင်းကိုပြောခဲ့ရဆိုတော့အခုဆက်လက်ပြီးတော့တရေသစီအကြောင်းကိုအဲချက်ချက်လက်ချက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ကဲမဟုတ်နဲ့တန်တာတို့ကတော့တရေသစီရှိရဆိုတော့ယုံနေလို့ပြောရပေါ့နော်။အဲ့တော့တရေသစီနဲ့ပတ်သက်ပြီးတော့ကိုကဘာတွေတွေ့ကြုံခဲ့ရမျိုးရှိလို့လဲ။ ဘလို့တွေ့ကြုံခဲ့ရလဲဆိုတော့ဆေးရုံတစ်ခုမှာပေါ့လူနာတင်းလူနာတောက်ကောက်တာအဲ့အချိန်မှာကို့အနောက်ကတယောက်ယောက်လိုက်လာတယ်လို့ခြေတန်းနဲ့အဲသတိထားမိလာတယ်အဲ့ဒီအချိန်မှာအနောက်ကနေလှည့်ကြည့်လိုက်ချိန်မှာဘက်ကနေရက်လိုက်တယ်သူလည်းအတံကြားတော့ဆက်လျှောက်တယ်ရက်လိုက်တယ်ဒါပေမဲ့ကို့ရဲ့ခန္ဓာကိုယ်ကတိလာတယ်စက်သိန်းတွေဖြင်းကနေဖြင်းကနေထလာတယ်အဲ့တစ်ချက်တစ်ခုနောက်တစ်ခုကဆေးရုံစောင့်နေနေဆေးရုံရဲ့ကရင်အောက်မှာလက်အိတ်နေရဲ့လက်အိတ်နေချိန်မှာ အမျိုးသမီးတယောက်ကပေါ့နော်အနှီးတွေကိုဆွဲယူပြီးရေချိုးကန်ဘတ်ထွက်သွားတွေ့လိုက်တွေ့လိုက်တော့အနောက်ကနေလိုက်ကြည့်ရေချိုးကန်နဲ့ဝင်သွားရဲဆိုရေချိုးကန်နဲ့မှရှိမှာပဲလူဆိုရင်ဒါပေမဲ့အဲ့လူကမရှိနေဘူးဒါဆိုတည့်ရဲပဲဘာလို့ကြုံတဲ့ဘူကလဲဆိုအဲ့အတန်လွင့်နေတဲ့အချိန်မှာကြုံဘူးပဲဟိုအတန်လွင့်နေအတန်လွင့်နေတဲ့အချိန်တော့အဲ့ဒါဒီစတူဒီယိုထဲမှာပဲဖြစ်တာရေဒီယိုမှာအတန်လွင့်နေတဲ့အချိန်အဲ့လိုအခန်းထဲမှာကွာအဲ့လိုတယောက်ယောက်ကအဲ့လိုနားနားကိုကတ်ပြီးတော့လီလေးနဲ့လီ ိုးတိုးလေးစကားပြောလာတဲ့တန်တယောက်ကလည်းနားနာကိုကပ်ပြီးစကားပြောတဲ့အခါမှာခံစားမိကြရမလားလေတန်လေးနဲ့နားထဲကိုထိလာတဲ့ခံစားချက်အဲ့ခံစားချက်ကိုအတန်လွင့်နေတဲ့အချိန်မှာခံစားဘူးတယ်ခံစားဖို့ဆိုရုတ်တရက်ကြီးနားနာကိုကပ်ပြီးတယောက်ကတခုခုလာပြောလိုက်တယ်လာပြောလိုက်တဲ့အချိန်မှာပရိုဂျူဆာထင်လို့ကြည့်လိုက်တဲ့အချိန်မှာပရိုဂျူဆာကလည်းကို့ဘေးနားတယ်သူကအလုပ်လုပ်နေခန်းထဲမှာလည်းသူ့ရဲ့ကိုယ်ရဲ့ပြင်တခြားနောက်ထပ်ဘယ်သူမှရှိမနေဘူး ဒါပေမဲ့အဲ့လေတန်နဲ့လာပြောလိုက်တဲ့လေရဲ့ထိတွေ့မှုအတန်နဲ့အားလုံးခံစားလိုက်ရတယ်။အဲ့တော့ရှိတယ်ဆိုတာကိုလက်တွေ့ကြကြလဲတကယ်ကြုံကြုံတွေ့ဘူးပဲပေါ့နော်အဲ့တော့ယုံကြည်ရဲ့။ဒါဆိုလို့ရှိရင်ခုနကတော့မအူးနဲ့တန်တာပြောသလိုပေါ့နော်ကိုတွေ့ကြုံခဲ့ရပေါ့ဒီတရေ၆တာလို့အဲအဲ့လိုရင်ခါဇူးနဲ့ရှယ်လီတို့ကဒီလိုမအူးလို့ပြောတာဖြစ်နိုင်ရဲ့လားဒီလိုစကားကိုဘေးနာမှာတူတူလေးလာပြီးတော့ပြောပြီးတော့လို့၆လက်နေဆိုတာတကယ်ရောဖြစ်နိုင်ရဲ့လားခါဇူးတို့အနေနဲ့ဘယ်လိုမြင်လဲ။ ဖြစ်နိုင်ပါတယ်ဒါပေမဲ့တရေတော့မဟုတ်ဘူးပေါ့ဘာလို့လဲဘာလို့ဖြစ်နိုင်တာလဲဆိုတော့အကြောင်းပြကပြချက်လေးနည်းနည်းရှိတယ်ဘာလို့လဲဆိုတော့အခန်းရဲ့ pressure ကိုတခုခုလောက်ွားရတယ် pressure လေးဖြစ်ွားရတယ်လေတိုက်တာလေးကဖြစ်ွားနိုင်တယ်အဲ့တဲ့အဲ့အတွက်အဲ့လိုမျိုးနားထဲကိုလေဝင်လာတာမျိုးခံစားရတာမျိုးဖြစ်နိုင်တယ်ပြီးတော့တယောက်ယောက်ကအနားမှာရှိလာရဲဆိုတော့ခံစားချက်ရရမလားအစေးဟိုမှာဆိုတော့အချိန်မှာအဲ့ရာလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သူကကြောက်နေတဲ့အချိန်ကြောက်နေတဲ့အချိန်မှာ အကုန်လုံးသတိထားမိနေမှာ ဖြစ်ပြီးတော့ဟိုစေးုံဆိုတဲ့အရာမျိုးကတည်မလားအခန်းအလုံးလည်းမဟုတ်ဘူးအလုံးအလုံးဆိုအလုံးဆိုရင်တော့မှနည်းနည်းပူအောင်စဉ်းစားအောင်မယ်အလုံးမဟုတ်တဲ့တပူအောင်လွယ်သေးတယ်ဒါကဟို electromagnetic force ဆိုတဲ့ဟာလည်းရှိသေးတယ် electromagnetic force ကဘယ်လိုလောက်လောက်တာလဲဆိုရင် तू ကအဲ့လိုမျိုးအဲ့လိုမျိုး magnetic force လေးကိုခံစားလိုက်ရပြီဆိုရင်အဲ့လိုမျိုးကြက်တင်းထားမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးဖြစ်တတ်တဲ့အတွက်တယောက်တော့ကတ်ပါလာလို့ထင်အောင်ထင်မှဖြစ်နေရပဲဖြစ်နိုင်ပါတယ် ဒါပေမဲ့အဲ့လိုထင်အောင်ထင်မှားဖြစ်တယ်ပြောရအောင်မျက်လုံးရှိမှမြင်သွားတာလေသိလားဒါလည်းအမြင်မှားနိုင်တာပါအမြင်မမှားနိုင်အောင်လေအမြင်ကအခန်းရှင်းရှင်းလေးမှပဲအမြင်ကဒီတိုင်းသွားနေရပဲနာသူတို့ရဲ့နာလူတွေရဲ့နာဟာကြိမ်နှုန်း20 hertz နဲ့2000 hertz အတွင်းရှိတဲ့အတန်တွေကိုပဲကြားနိုင်တယ်အဲအဲ့တိပ်ပံပညာရပါတော့လေးလာတွေ့ရှိချက်တွေကပြောရမယ်ဆိုရင်အိမ်နေနဲ့အခန်းတွေကနေ20 hertz ထက် နဲတဲ့အတန်တွေကိုထုတ်လွှင့်တတ်တယ်။ဘယ်ကနေလာလဲဆိုတော့လူသွားလူလာရှိလို့ပဲဖြစ်ဖြစ်ဆက်တစ်ခုခုကြောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လေတိုက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဖြစ်နိုင်တယ်။အဲ့လိုအတန်တွေကိုနားကမကြားနိုင်ပေမဲ့ခံတော့ခံစားနိုင်တယ်။အဲ့လိုခံစားချက်ပေါ့နော်ခံစားနိုင်တယ်။အဲ့လိုခံစားရအဲခံစားအရန်ခံစားချက်အရန်နဲ့ဂျိန်ထုံးကြောင့်ပေါ့နော်ခံစားလိုက်ရတဲ့တုံခါမှုတတိလေးကိုတတိလေးအဲ့လိုမျိုးဖြစ်သွားပြီဆိုလို့ရှင်အဲ့ ူတွေပြောပြောနေရပေါ့နော်ကြက်သိမ်းထတာပေါ့အဲ့လိုမျိုးကြက်သိမ်းထတာတွေကဖြစ်လာနိုင်တယ်ကို့နားမှာလည်းတယောက်ယောက်ရှိနေရှိနေရဆိုပြီးတော့အဲ့လိုမျိုးခံစားချက်တွေဖြစ်လာနိုင်တယ်ပေါ့နော်ခုနကတန်တာပြောသွားသလိုပဲဟိုအနောက်ကတယောက်ယောက်လိုက်လာရဆိုတာလည်းစေးယုံလေးစေးယုံဆိုတာကလည်းဟိုရှိစင်ဆက်ကပြောလာလူတွေကစေးယုံမှာအဲ့လိုမျိုးရှိတယ်ရှိရဆိုရဲအဲ့လိုမျိုးယုံကြည်ချက်တွေကြောင့်သူအမြဲကြားဖို့နားဝရှိနေလို့ဒါချင်းသူက ကိုယ့်ရဲ့ကြောက်စိတ်ကဖြစ်ပေါ်လာပြီးတော့ဟာငါနောက်မှာတယောက်ယောက်များပါလာပြီလားတရေလားဘာလားဆိုပြီးတော့အဲ့လိုမျိုးထင်အောင်ထင်မှားဖြစ်လို့ဒါမြင်သူမြင်လိုက်တယ်ဆိုတာလည်းဒါစိတ်ကြောင့်ပဲမြင်အောင်ကိုယ့်ရဲ့မျက်လုံးထဲမှာဖန်တီးယူလိုက်မှုတစ်ခုပါပဲဟုတ်ပြီးတော့နောက်တစ်ခုကတန်တာဟိုမျက်မှန်ဝတ်တယ်နော်မျက်မှန်ဝတ်တဲ့အတွက်အဲ့လိုမျိုးအလင်းပြန့်ပြီးတော့အဖြူတစ်ခုခုမြင်လိုက်တာမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးအဖြူရောမဟုတ်နေဘူးလေဒီလားခုနကပြောသွားခဏလေးခဏလေးခုနကဘာပြောသားလဲဆိုတော့ခြေတံအောင်ပြောသားရယ်နော် ကိုအနောက်တဲ့ကြည့်တဲ့အချိန်မှာအခြေတံဘုတ်တက်ထက်တဲ့ကိုရက်သွားတယ်ကိုကိုခြေတံမဟုတ်ဘူးဆိုတော့လက်ခံတယ်ဘာဖြစ်လဲဆိုတော့ညီမကလမ်းလျှောက်ရင်ခြေတံမကြားပဲလျှောက်တာမဟုတ်လို့တယောက်တည်းရှိနေတဲ့အချိန်မှာခြေတံကိုကိုခြေတံကအဲ့လိုမျိုးအရန်တိတ်ဆိတ်နေရပါကိုခြေတံကိုပြန်ကြားရတာမဖြစ်နိုင်ဘူးလားဟွန်းမဖြစ်နိုင်ဘူးဒါဆိုလို့ရှိရင်ပေါ့နော်တရေတစီနဲ့ပတ်သက်ပြီးရောဘာသာတရားမှာရောလူတွေတော်တော်များများရောယုံကြည်ထားကြတယ်အဲ့လိုယုံကြည်မှုနဲ့ယုံကြည်ပြီးရောလက်ခံထားတဲ့ပုံမှာရောခဆူတို့အနေနဲ့ဘယ်လိုမြင်လဲ လို့မြင်လဲဆိုတော့ဒါကယုံကြည်မှုပဲလေအဲအဲ့ဘက်မှာရှိရလို့ယုံကြည်နေကြတယ်လို့ဒီဘက်မှာလည်းမရှိဘူးလို့ယုံကြည်နေရတဲ့သူတွေလည်းအများကြီးပဲရှိလူတိုင်းလူတိုင်းလို့တော့တုံးလို့မရဘူးပေါ့နော်ပြီးတော့ထပ်ပြောချင်တာကကြတော့ဘာသာတရားတိုင်းမှာရှိတယ်ဘာသာတရားတိုင်းမှာတရားရေးပါယုံကြည်မှုရှိတယ်ဘာလို့လဲဆိုတော့အကုံလုံးကအစင်အစင်ဘိုးဘင်းပြည်ပြည်ပေါင်ပတ်အစင်အစင်ကိုအဲ့လိုမျိုးလက်ဆင့်ကန်ခဲ့တာဖြစ်လို့ဒီစကားတွေကိုဘယ်လိုပြောမလဲလူကြီးပြောရင်ကလေးတယောက်ကယုံမှာပဲလေအဲ့လိုမျိုးပြောတာဖြစ်တဲ့အတွက် ဒါက lesson ကံကြီးရုံကြည်မှုတွေပဲပေါ့အဲ့ဒါကြောင့်မထင်ပါဘူး ဒါဆိုလို့ရှင်မအူလို့ဘာဘလို့ချီပါရင်ဒီဘက်မှာလုံးဝမယုံဖြစ်နေပြီမအူလို့ဘာနဲ့တက်တည်ပြကြင်လဲအတက်တည်ပြစရာအများကြီးရှိရပါတော့ခုနကဒါရှယ်လီဆိုပြောတယ်ဘာနဲ့တက်တည်ပြမှာလဲဆိုတက်တည်ပြလို့ရတဲ့အရာတွေအများကြီးရှိရအင်္ဂလန်နိုင်ငံမှာဆိုလို့ရှင်18ရာစုလောက်ကအင်္ဂလန်နိုင်ငံက Rand Hall ဆိုတဲ့ခဲမဆောင်မှာသူအမျိုးသမီးတစ်ယောက်ရဲ့ဝိညာဉ်ဆိုတဲ့ပုံရိပ်ကိုသူတို့ဓာတ်ပုံရိုက်မိထားဘူးတယ်ဆိုပြီးတော့ကဘာပေါ်မှာ Holy တကြောကြောဖြစ်ခဲ့တဲ့တီရှိရပါတော့ဒါပြပပြပြီးတွင်မှာပကန်းဖရားတဆူ မင်းတပါတဲ့ခဲ့ဖေရအဲ့ဖေရဆိုရင်ဖေရကိုတပုံရိုက်လိုက်တဲ့အချိန်မှာအဲ့မင်းကရေစက်မချရသေးလို့အဲ့မင်းရဲ့ပုံရိုက်ကပေါ့နေရအခုဒီအဲ့လက်တွေ့ကြကြဓာတ်ပုံလည်းရှိသေးတယ်အဲ့ဒါကြတော့သိပ္ပံပညာရဲ့ရည်နေဘလို့မြင်ဘလို့ရှင်းမလားအာခုနကပြောရအမျိုးသမီးတယောက်ပုံရိုက်ခဲ့ရပါတော့ပြောရမယ်ဆိုကင်မရာနဲ့ရိုက်ခဲ့ရပါတော့သိပ္ပံပညာရကြည့်မယ်ဆိုရင်ဒါ like leaking လို့ခေါ်တဲ့အရင်အလင်းရိုစိမ့်မှုကြောင့် ကိုဖန်းနေရဲ့ရုပ်ပုံကမဟုတ်ပဲねတခြားတောင်းဝနေပြီးတော့အဲ့ကင်မရာ error ကြောင့် light leaking လို့ခေါ်တယ်အဲ့လိုမျိုးအရင်အလင်းရုပ်စိမ်းမှုကြောင့်ねအဖြူရောင်အရေးတွေပဲဖြစ်ဖြစ်အမဲပဲဖြစ်ဖြစ် color ပေါင်းစုံရိုက်မိနိုင်တယ်ဒါတစ်ချက်ပြီးရှင်ပြီးတော့ပကံကဖရားပေါ့နော်အဲ့ဖရားကိုပြောမယ်ဆိုရင်လဲဒါလဲလက်စင်ကန်းခဲ့တဲ့ဟိုခုနပြောသလိုလက်စင်ကန်းခဲ့တဲ့ဇကားတွေပဲဆိုတော့ဒါလဲဟို fictionary ရဲ့စိတ်ကူးရင်နေပါနေနိုင်တာပဲဒါပေမဲ့ တက်တည်လည်းမရှိဘူးဆိုတော့မယုံဒါလည်းမယုံဘူးအဲ့ပုံကြီးကဓာတ်ပုံအနေနဲ့ကြီးဓာတ်ပုံကြီးနဲ့ကိုပြထားကြအဲ့ဒါကြတော့ဘယ်လိုပြောမလဲခုနကသူပြောတယ်လို့ပဲပေါ့နော်လူတွေနားလည်အောင်ပြောရမယ်ဆိုရင်ကင်မရာမှာလည်းအလင်းပြန်နိုင်တယ်လေအလင်းတစ်ခုခုဥမာနေရောင်ကြောင်ပဲဖြစ်ဖြစ်အလင်းပြန်သွားကြောင်လဲအဲ့ပုံရိပ်အနေနဲ့ပြန်လာပေါ်နေရလဲဖြစ်နိုင်တာပါ โอ้ဓာတ်ပုံတွေအများကြီးရိုက်နေရကွာဒီကြားမှာထူးထူးခြားခြားအလင်းပြန်ပြီးတော့လူရဲ့ပုံရိပ်ကဝိညာဉ်ရဲ့ပုံတံတားပေါ်လာမလားဘယ်လိုဖြေရှင်းမှာလဲဆိုတော့ error ဆိုတာမျိုးကအမြဲတမ်းတက်မနေဘူးလीเนาะဟိုအမြဲတမ်းတက်နေမယ်ဆိုရိုက်တိုင်းဖြူရိပ်တွေထွက်နေမှာပေါ့ဒါ error လीမြင်နေတဲ့အရာတွေကို zoom မိတ်ပြီးမျိုးလုံး zoom မိတ်ပြီးညင်းပြီးမသိဘူးမရှိဘူးလို့ညင်းတော့မပြောတတ်ဘူးလीเนาะဟုတ်တယ်ဒီ zoom မိတ်ပြီးမယုံတာတော့မဟုတ်ပေမဲ့အဲ့ဒီမယုံတဲ့သူတွေကပြောရမယ်ဆိုရင်ပေါ့เนาะ Shelly ကတော့သူတို့တွေက ဟိုသူတို့ကိုယ်တိုင်လည်းယုံကြည်နေတယ်ပြီးတော့ရှေ့ရထုံတန်းဆင်လာရလက်ခံလာခဲ့တဲ့ဇကားတွေကြောင့်စွတ်ကျိတ်မိတ်ပြီးတော့ယုံနေတယ်လို့ပဲထင်တယ်။ဒါတွေကိုလည်းဆက်ပြီးတော့လက်ဆင့်ကမ်းသွားနိုင်တယ်။နောက်မျိုးဆက်တွေထိပါဒီဟာကြီးကရှေ့ရုံမဲ့ဆိုတာပတ်သွားတယ်။အဲ့ဒါဆိုရင်အဲ့အကြောင်းကိုပြန်ထပ်ပြီးရှင်းရရှင်းဖို့ရှိလာပြီရှင်းဖို့ရှိလာပြီ။အဲ့ဒါဘာလဲဆိုတော့ခုနကပြောတဲ့သင်ကြိုင်ရွှေ့တယ်ဆိုတဲ့ကိစ္စအဲ့ဒါရွတ်အဲ့ဒါလက်ဆင့်ကမ်းလာတဲ့အရာမဟုတ်ဘူးနော်။ လက်စစ်ကန်လာရရမဟုတ်ဘူးအခုလက်ရှိ အခုခေတ်ဒီနေ့လိုမျိုး21ရာစုခေတ်မှာတောင်မှမြင်တွေ့နေရတဲ့တကယ်လက်ရှိမျက်စိနဲ့မြင်နိုင်တဲ့အရာတွေတင်းကြိုင်းရွှေ့ရဆိုတာတင်းကြိုင်းတွေလူတွေသိဆုံးတဲ့အခါမှာလူတွေကိုမြုံနယ်တဲ့နေရာရှိရယ်ဒီမြုံနယ်တဲ့နေရာတွေကိုရွှေ့ပြောင်းခြင်းနဲ့ဆိုရင်အလွဲတကူရွှေ့ပြောင်းလို့မရဘူးဒီမှာဒီအတင်းကြိုင်းမှာပေါ့တင်းကြိုင်းတို့တုတ်တန်တို့မှာခုနပြောလို့ဝိညာဉ်တွေသစေတရေတွေရှိတယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့်သာရွှေ့ပြောင်းတော့မယ်ဆိုရင်သက်ဆိုင်ရာမင်းမိတ်နဲ့ထုတ်ပြန်မှာဒီနေရာတွေကိုရွှေ့ပြောင်းလို့ရတယ်လို့ပြောကြတာဘလောက်ထိတိကျတဲ့သက်တွေကိုရထားလဲဆိုတော့ကားတွေကတဲ့မရွှေ့ခင်မှာတင်းကြိုင်မရွှေ့ခင်မှာကားတွေအားလုံးကပုံမှန်တိုင်းပဲဘိန်းလုံးနေရာစားလေအပြည့်နဲ့ဒီတင်းကြိုင်နေရွှေ့မှာရွှေ့ပြောင်းမှုအတွက်ကားတွေကိုရက်ပေးရတယ်အဲ့ကားကြီးကရုတ်တရက်ဘိန်းတွေအားလုံးကပြဝေးကြောင့်ပြားသွားတာတွေပြီးတော့ ဲ့လိုပေါ့နော်ကမောင်းလို့မရတော့မောင်းလို့မရတော့တဲ့အခါတွေဒါတွေအားလုံးကိုရင်ဆိုင်တွေ့ရတယ်ဆိုပြီးတော့ဗီဒီယိုတွေဓာတ်ပုံတွေအသေးစိတ်အချက်အလက်တွေအားစရှိနေသေးပဲပေါ့နော်ဒီပေါ့တင်ញိုင်းရွှေ့တာဘာညာနဲ့ပတ်သက်ပြီးတော့ဒါဟိုးရင်လေးကလည်းရှိရဲ့ရှားရဲ့ပေါ့နော်ဒီအိုင်းနဲ့ပတ်သက်ပြီးတော့ခါစူးတော့ဘလို့မြင်လဲဒါကတော့နည်းနည်းတော့စဉ်းစားရမယ်ထင်တယ်နော်လို့လေဘလို့မြင်လဲအာကြုံရင်တော့အဲ့ရှိရဆိုရယ်ပုံနေဗီဒီယိုရောကြည့်ချင်ပါသေးတယ်ဒါတွေလောက်တယ်ဆိုကြတဲ့ရပါဘောနော် ဒါယုံတဲ့သူတွေကြီးပဲလုပ်တဲ့ကိစ္စဖြစ်တယ်။မယုံတဲ့သူတွေကဒါတွေဒီပွဲတွေမပါဝင်ဆင်းနွှဲမှာတော့မဟုတ်ဘူးဗျ။ဒါယုံတဲ့သူတွေကြီးပဲလုပ်တဲ့ကိစ္စပြီးလို့ရှိရင်ယုံတဲ့သူတွေကပဲယုံတဲ့သူတွေကိုထက် ပြီးတော့လက်ဆင့်ခံရတဲ့ဇာတ်ကားကြီးဖြစ်တယ်တော့ကျွန်တော်တို့ဘက်ကတော့မယုံသေးပါဘူးဗျ။နောက်တစ်ခုက အရှိသေးတယ်အပါလဲအကျွတ်လွတ်ပွဲလူတွေသိဆုံးပြီးတဲ့အခါမှာဝိညာဉ်ဘဝတခြားနောက်ဘဝကိုကူးသွားတယ်မကူးသွားခင်ဆက်ကြားမှလည်းလူတွေကဒီဝိညာဉ်ဘဝနဲ့တချို့မကျွတ်မလွတ်နိုင်တဲ့လူတွေရှိတယ်ဆိုတော့လက်ခံကြတယ်လက်ခံလို့ပဲအကျွတ်လွတ်ပွဲဆိုတာတွေကိုလူတွေကပြုတ်လောက်လာကြရကွာတိလားအဲ့ဒါမြန်မာနိုင်ငံတနိုင်ငံနဲ့လည်းမဟုတ်ကဘာနဲ့မှလုပ်ကြတာတကယ်ကဘာနဲ့မှလုပ်ကဘာနဲ့မှအကျွတ်လွတ်ပွဲဆိုတာရှိရဲ့ကဆူတို့ဘယ်လိုပြောချင်လဲကပားနဲ့တော့ကျွတ်လို့ပဲလုံနေကြပြီခဆူတို့ကရော ဘလို့လဲတိတ်ပံရကဘာနဲ့ဒါပေါ့ဒါပေါ့ပြောအောင်ပါပေါ့ပြောအောင်ပါပေါ့ဆိုတော့ခုနကอืมคุณน่ะจุลุปวยป่ะเนาะบาดาเตียคุณน่ะပြောว่าไอ้တော့ไอ้บาดาเตียเนี่ยเนี่ยเปลี่ยนပြောကြည့်มั้ยบาดาเลยဆိုပိုပရဘာดาอยู่ซาไอ้อ่ะจากะล่ะဆိုอ่ะไม่ရှိอูจนแล้วပိုရบาดาเตียป่ะเนาะだย่องดาไอ้ตีเนี่ยだจากะล่ะဆိုอ่ะไม่ရှိอูดูเนี่ยเตีပြီးว่าไอ้နောက်บัวว่าตันกุเลยလို့ပြောจ๋าไอ้တော့จากะล่ะဆိုอ่ะไม่ရှိอูだตะเฉ็ด မြမလည်းဗုဒ္ဓဘာသာဝင်တယောက်ပေါ့နော်ခုနကပြောသွားတယ်တိတ်ဆုံးပြီးသွားရင်နောင်ဘဝချက်ချင်းကူးရယ်လို့ပြောကြပြောသွားတယ်နော်ဒါပေမဲ့တိတ်ဆုံးပြီးသွားရင်နောင်ဘဝချက်ချင်းကူးရယ်ဆိုတာမဟုတ်အလဲမှာတစ်ခုရှိတယ်ဒီလားဘာဖြစ်လဲဆိုတော့တိတ်ဆုံးပြီးချက်ချင်းကူးရယ်ဆိုတော့တို့ရဲ့နောင်အရှိအရှိဘဝမှာလောက်ခဲ့တဲ့အကုသို့ကံနေပါတယ်ရှိတယ်ရှိသေးတဲ့အတွက်အိတ်ခံကိုတို့ခံစားရတယ်ခံစားပါပြီးမှဒါတို့ကျွတ်လွတ်ကြတာအဲ့ဒီတို့ကျွတ်လွတ်ဖို့အတွက်အသက်ရှင်ကြံခဲ့တဲ့လူသူတွေရပါပဲ သူတို့အတွက်အကျွတ်လွတ်ပွဲတွေပါတယ်အကုန်လုပ်ပေးရခါစုဘလို့ဖြည့်ရင်းနေလဲခါစုရဲ့လူတွေရဲ့ယုံကြည်မှုတွေကကွဲပြားခဲ့လို့အခုဘာသာတရားကြီးကွဲပြားနေရနောက်တစ်ခုကကျွန်တော်တို့ရဲ့အခုကိုးကွယ်နေတဲ့ဘာသာတွေကိုခဏလောက်ကျွန်တော်တို့ယုံကြည်မှုတွေကိုခဏဖယ်ထားလိုက်မယ်ဆိုရင်ဒါတွေကဘာသာတရားတွေရဲ့လွှမ်းမိုးမှုတွေအဲ့လိုမျိုးဘိုးစင်ပေါင်သက်အဲ့လိုမျိုးလွှမ်းမိုးမှုတွေကြောင့်ပဲဒါတွေကဖြစ်လာတာဗောနော်ဘာသာတရားကလူတွေရဲ့ယုံကြည်မှုကြောင့်ဖြစ်လာဖြစ်တဲ့အတွက်ဒါလည်းဟိုတတ်တည်မဟုတ်သေးပါဘူး ဒါပေမဲ့သေဆုံးသွားတဲ့အခါမှာဝိညာဉ်ခွဲတယ်ဆိုတာဘာဖြစ်လို့ဖြစ်လာလဲဒီကလေးကိုဥမာအဖေကိုပေးမှလားအဖွားကိုပေးမှလားဒီကလေးဘသူစီမှနေမှလဲဆိုရယ်ဝိညာဉ်ခွဲတယ်ဆိုရယ်ကိစ္စကဖြစ်လာတယ်အဲ့ဒါဘာလဲဆိုတော့တချို့ဆိုသူကမယုံဘူးဆိုတာသိကြမှာသိမှာကွာပြောပြရမယ်ဆိုချိန်ဝင်ပေါ်မှာဝါကုန်းလေးပဲတင်လိုက်တာဒီဝါကုန်းလေးနှစ်ဖက်ညီညီမြတင်ထားတာကိုဘယ်ဘက်ကိုရိမ့်လဲဆိုရယ်အပေါ်မှာမူတည်ပြီးတော့ ဒါဝိညာဉ်ခွဲတာရိမ့်တဲ့ဘက်ကိုဒီကလေးရဲ့အုတ်ထင်းခွင်ကိုပေးကြတာကွာဒါကြီးကမချိန်ခွင်ကြီးကစောင်းသွားတာသိရမလားစောင်းသွားတယ်ဆိုရင်အနေထားကြီးလည်းရှိရဒါပြောရမစို့တက်တည်တယ်လေဒါမဲ့လေရှေးထုံးမပေကောင်းဆိုရင်စကားကလည်းရှိရမလားဒီတော့ဟိုဒီတိတ်ပံအဖွဲရတယ်ဘလို့ဘလို့ဖြစ်ရှင်းရှင်းလေဗီဒီယိုမှတ်တမ်းနေပါရောရှိရှိတာဗောအများကြီးဗီဒီယိုမှတ်တမ်းတောင်းနေပြီ ကာရဖွင့်ပြလိုက်တာကြုံကြည့်အောင်မယ်ထင်တယ်ပြမယ်ပြမယ်ပြီးရင်ပြမယ်အဲ့လိုဝိညာဉ်ခွဲခြင်းမှာပို့ပြီးတော့နောက်ထပ်ကြုံတွေ့ရတဲ့အရာတစ်ခုကဥမာအဖေနဲ့အဖွားနဲ့အဲ့ဆိုဘယ်သူကပို့ရှင်းလဲ ကလေးရဲ့အဖေနဲ့ဖွာနေဘသူကပူရင်လဲအဖေကရင်တာပေါ့ဟုတ်ပြီအဖေကရင်တယ်ဟုတ်ပြီအဖေဘက်ကိုရကျင်လို့ခုနပြောသလိုဆိုရင်အဖေကမိသားစုမို့မိသားစုဘက်ကရကျင်လို့ဒီဘက်ကိုရင်ဒီဘက်ကိုရင်အော်နေပင်မဲ့လဲတခါတလေမှာအဖွာဘက်ကိုရင်တယ်ဘာဖြစ်လို့လဲနောက်ကျောင်းကိုပြန်လိုက်တဲ့အခါမှာဒီအဖေကမိသားစုပေါ်မှာစောင့်ရှောက်ခြင်းမရှိဘူးဒီဖေကမိသားစုပေါ်မှာကောင်းမွန်ခြင်းမရှိဘူးအဲမယံငယ်နဲ့တခါလေကြောက်လို့ရှိရင်အဲ့လိုမျိုးရှိရမိဘကြီးလည်းရှိတယ်အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်မိသားစုဘက်ကိုမရင်ပဲနဲ့တခြားအဲ ောက်ရှောက်သူပေါ့ဒီဇိန်းဘက်ကိုရိမ့်ဟိုးွားတို့အတော်တို့ဒီလိုဘက်ကိုရိမ့်နေဆိုတာမျိုးတွေလည်းရှိတယ်ကွာဒါဟုတ်ရောဘယ်လိုဖြစ်ရှင်းပါလဲပြီးတော့အဲ့လိုတစ်ခုပြန်မေးရမှာချိန်ဝင်ကတစ်ခုခုမှချိန်ထားတာလူကကင်ထားတာချိန်ဝင်ကချိန်ထားတဲ့ခါလည်းရှိရယ်လူကခဏနေကင်ထားတဲ့ခါလည်းရှိရယ်အေးရှိရယ်ဆိုရယ်ဟိုဖီယိုတက်တေရောဘယ်သူကင်ထားတယ်မသိဘူး ဘယ်သူဘယ်လိုချိန်ထားလဲဘယ်လိုချိန်ထားလဲဆိုတော့အဲ့လိုမျိုးဝိညာဉ်ခွဲပြီဆိုလို့ရှိရင်ဆိုင်ရရွာဆိုရင်လည်းရွာလူကြီးကနေပြီးတော့ပဲလုပ်ကြည့်ရတာကွာဒီလားပုပ်ကိုအတိတ်တည်းတည်းပုပ်ကိုတွေရပုပ်ကိုဆွဲနဲ့လုံးရတာမဟုတ်ခိုင်းနဲ့ဥမာရွာရဲ့အုတ်ချုပ်ကိုအုတ်ချုပ်ကလုပ်ပေးရတယ်ကွာလူကြီးကနေပြီးတော့ဒီလိုဘတ်မလိုက်အောင်ညတာမှုရှိအောင်ကိုအင်ဂျင်ဆိုပုံထိုင်ထိုင်ပေးသလိုဒီလိုမျိုးလူတွေကပဲပုံထိုင်ထိုင်ပေးရတာကွာထိုင်ပေးပြီးတော့ပဲလုပ်ဆောင်ရတာအဲ့ဆိုအုတ်ချုပ်တဲ့သူကလုပ်ပေးရဆိုရင်အုတ်ချုပ်ရဲ့သူကဘသူကကလေးတော်ပိုအစဉ်ပြေလဲဆိုပြီးတော့တိနေမှာပဲလေခုနလိုမျိုးအဖေက အဲ့လိုမျိုးတိတ်မကောင်းတဲ့အဖေဆိုလို့ရှင်အောက်ထုတ်အောက်ထုတ်တဲ့သူကကလေးကိုကောင်းတဲ့သူပဲပဲပေးစင်တဲ့အတွက်သူကိုယ်ကလည်းလက်ကိုလှုပ်လိုက်တာလည်းဖြစ်နိုင်ဟုတ်တယ်နော်ဈေးတွေဘာတွေရဲမှာလို့ချိန်တွင်ကိုင်းတော့မှဟိုအလေးခိုးတယ်လို့အလေးပို့တယ်လို့ဒါတွေကလည်းရှိတယ်ပေါ့နော်တိတ်ပန်ကြကြသွေးမိလက်တွေကြကြသွေးမိရင်လည်းပြီးတော့နောက်တစ်ခုရှိသေးရပေါ့နော်အင်ဂျင်ကြမိရတချို့ရေဆိုလို့ရှင်ဒီဒီပေါ့တဆီတရိုင်းနဲ့ပတ်သက်ပြီးတော့ဟိုနေထိုင်မကောင်းဖြစ်ရင်အာ ခေါ်စာပြစ်တယ်ဆိုတာလည်းကြားဘူးတယ်ပေါ့နော်အဲ့အမတို့ဘယ်လိုလဲပြောပြပေးပါအေးအသေးစိတ်လေးကိုလည်းခေါ်စာပြစ်တယ်ဆိုတာခေါ်စာပြစ်တာတော့အမျိုးမျိုးရှိရပေါ့နေထိုင်မကောင်းရင်ကလေးနေနေထိုင်မကောင်းရင်ခေါ်စာပြစ်တာတစ်မျိုးပေါ့ပြီးတော့နကနာပွဲတွေမှာခေါ်စာပြစ်တာတစ်မျိုးနတ်ဆက်တာရင်ခေါ်စာပြစ်တာတစ်မျိုးခေါ်စာပြစ်နေအမျိုးစုံရှိဥပမာကလေးနေမကောင်းတဲ့ခေါ်စာပြစ်တယ်ဆိုတာညတကောင်မှာခေါ်ပတောင်းပေါ်မှာထမင်းခုနှစ်စုံနဲ့မဲသားတုံးနဲ့သွားပြီးတော့ညောင်ပင်တပင်အောက်မှာ တရောင်းနိုင်ထုံပြီးတော့ဇုံးနဲ့ဒီခေါ်ပတောင်းခောက်ပြီးတော့ဒီဟာကိုမအားလို့ဆက်တာပါလေဘယ်နေ့သားသမီးဘယ်သူနေကောင်းပြန်လှုပ်ပေးပါဒါကွင်းပိုင်တို့ပါတို့သူကခေါ်စာပြက်ကတော့အစီတရေတွေကိုခေါ်စာပြက်တယ်ဆိုတာရှိတယ် ။ဘာဖြစ်လို့လဲဆိုတော့တဆေတရေတွေဆိုတာကအမ်ပြောမယ်ဆိုရင်သူတို့ကိုယ်တိုင်ရှာဖွေစားတောက်ဖို့အတွက်ခက်ခဲတယ်။ဖျားဟောတရားတွေကကြည့်မယ်ဆိုရင်ဒီပိတ်တာပုံမှာရောက်နေရဲ့ပိတ်တာတွေဆိုလို့ရှိရင်လည်းသူတို့ကိုယ်တိုင်စားတောက်ဖို့အတွက်ခက်ခဲတဲ့အခါမျိုးရှိတယ်။အဲ့လိုအခါမျိုးဆိုရင်တက်ရှိလူကပဲစွန့်ကျဲမှသူတို့စားရတဲ့အနေအထားမျိုးရှိရဲ့။အဲ့ဒီအတွက်ခေါစာပြစ်တယ်ဆိုတဲ့ဟာမျိုးလည်းရှိလာတယ်။အဲ့မှာမေးုံးမယ်။ခေါစာပြစ်တာဒီတိုင်းပဲကျွေးလိုက်တာပဲလေဘယ်သူစားသွားရလဲဘာလို့မြင်ရလဲဆိုတော့ရှိတယ်နော် ခေါ်စာဖြစ်ပြီးတော့တကယ်တစီတရဲတွေစာလာမစာလာဆိုတာကိုရိုက်ကူးထားတဲ့ဗီဒီယိုတွေကအစရှိတယ်ခေါ်စာပြဖို့အတွက်ည7နာရီလိုမျိုးတကောင်ရဲ့အချိန်မှာတင်းကြိုင်းမှာလည်းပြတ်တယ်နောက်ပြီးတော့လူအများပြားသိဆုံးထားတဲ့အစိမ့်တီတီတဲ့နေရာတွေမှာခေါ်စာပြတ်တယ်ဆိုတာလည်းရှိရပေါ့နော်ပြတ်ပြီးသွားပြီဆိုသူတို့ဒီတိုင်းမပြန်လဲသွားတော့မဟုတ်ဘူးကွာအဝေးတဲ့နေရာအစားအသောက်တွေကိုကျွေးလိုက်ပြီးသွားရင်သူတို့ကကြည့်နေတဲ့အခါမှာ ခြေရာလက်ရာပြက်ပြီးတော့အဲ့လိုဝင်စားထားတဲ့အရေးအယောင်တွေသိရမလားပြည့်ရခါကျရင်ထမင်းတွေပုံပြက်သွားတာတွေခြေရာတွေကျန်နေခဲ့တဲ့အရာတွေအဲ့ဒါတွေလည်းတွေ့ရတယ်နော်ပြည့်ရခါကျရင်အဲ့တွေးထားတဲ့အစားအသောက်တွေညော့သွားတယ်ဆိုတာတွေဒါတွေကိုလည်းဗီဒီယိုမှတ်တမ်းတွေရရိုက်ကူးထားတဲ့သက်တွေလည်းရှိတယ်။နေမကောင်းတာများဆရာဝန်တွေရှိရလေဆရာဝန်တွေကဆေးကုကိုပဲဟောက်တကယ်တော့စိတ်စိတ်ဆိုတာစိတ်နဲ့ပဲကုရမျိုးရှိတယ်။နေမကောင်းဘူးမလားအဲ့လိုမျိုးခေါ်စာပြစ်လိုက်လို့ကောင်းသွားဘာကြီးလဲတိုက်ဆိုင်မှုလားဘလို့ကြီးလဲ ဟုတ်တယ်မလားဆေးဘေးမကောင်းတာများဆေးရုံသွားလေဆေးကန်းနေရှေ့အလကားရှိရမှာမဟုတ်တာခေါစာပြစ်လိုက်ရင်နေကောင်းသွားမယ်လို့ပြောလိုက်တာအဲ့စကားကိုလူတွေကယုံကြည်ပြီးတော့အဲ့စိတ်ကြောင့်ပဲတကယ်နေပြန်ကောင်းသွားနိုင်တယ်ဆိုပြီးခေါစာခေါစာကြွေးလို့နေကောင်းတာမဟုတ်ပဲနေကောင်းမယ်လို့ယုံနေတဲ့စိတ်ကြောင့်လားနေပြန်ကောင်းနေရပြန်ကောင်းလာမှာပဲလေကိုတွေ့တစ်ခုပြောပြရမလားပြောကြည့်ပါရွာတရွာမှာပေါ့နော်အင်းကအကိုပေါ့တစ်ပင်ပေါ်ပြုတ်ကြတယ်ဒူးကောင်း ဒူကောက်မှာညှောင်းနေထိုးမိဆရာဝန်စေကန်းတော့ပြတလားရှိ မပြအဲ့ချိန်မှာအဖွားတွေကအကုန်လုံးကခေါ်စာပြစ်ပေးလိုက်အဲ့ဒါဆိုသူပြုတ်ကျခဲ့တဲ့တစ်ပင်ရှင်းမှာပဲခေါ်စာတပြက်ပြစ်လိုက်တယ်နောက်နေ့ကျတော့သူဘာလို့ပြန်ကောင်းသွားတယ်နောက်ပြီးတော့နောက်ထပ်ရှိသေးရယ်နော်ရွာတွေမှာကလေးအသားခါလာတယ်ခွေးအသားချိုလာတယ်ဆိုတော့စာကိုကလေးရှိတဲ့အိမ်တိုင်းမှာအရင်တော့အိမ်အကျဲမှာညာရေးပြီးကက်ကြရတယ် เนาะဓာတ်တွေကအလက်ကားဖြစ်လာတာမှမဟုတ်တာเนาะဟုတ်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကဲနောက်ပါဆုံးအရဲကျိတ်နေတကယ်ဆွေးနွေးခဲ့ကြတာပေါ့เนาะဟုတ်ကဲ့ဒါကတော့တရေသစီတွေကိုယုံကြည်တဲ့အကြောင်းနဲ့မယုံကြည်တဲ့အကြောင်းကိုအဖွဲနှဖွဲရအကျိတ်နေဆင်းနေခဲ့ရပဲဖြစ်ပါတယ်ကဲပြိတ္တကြီးရောတရေသစီတွေကိုယုံတဲ့ဘက်ကလားမယုံကြည်တဲ့ဘက်ကလားဘယ်ဘက်ကိုအနိုင်ပေးမှာလဲဒါကတော့ပြိတ္တကြီးပုံမှာပဲမူတည်ပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မတူကွဲပြားလွှဲမခဲ့တာရရှိလို့ရှင်တီးခံပေးဖို့ပရိသတ်ကြီးကိုမြစ်တရားကန်ရှင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့အင်ဂျင်ပါ